အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတကမှာတော့ကျွန်တော်မိတ်ဆွေဂျာသပရိသသမီးအားလုံးအတွက်29ရက်5လ2025ကနေ၄ရက်6လ2025အတွင်းမှာဂျုံတွေ့ရမယ်တပတ်စာကန်ဒီမာဟောကိန်းကိုကန္နာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဂျာသပရိသသမီးတွေပေါ့လေအဲဒီတပတ်တာကလကဘလို့ကန်လျားလေးတွေဂျုံတွေ့ရတယ်လဲဆိုလို့ရှိရင်အဲထီကန်လေးအစပြောကြပါသေးပါတော့နော်အဲဝါသနာပါရင်တော့ထီကန်လေးစမ်းကြပါတော့နော် တော့ထီကန်ဆက်မယ်ဆိုတော့အကောင်းဆုံးတော့ဒီကလာမှာထီထုံးမယ်ဆိုရင်၃အစာနှစ်အစုံဆိုတော့ကနလေးထိုးပြအောင်ထိုးပါလို့အကြံပေးပြသေးပြန်နော်ပေါ့တော့လည်းတယောက်တော့ပါဗျာနော်ဆိုတော့အလုံးနဲ့ပတ်သက်ပြီးစပြောခြင်းလို့ဗျာနော်အဲကျန်သားပရိသတ်သမီးတွေဒီကလာမှာလေအလုံးနဲ့ပတ်သက်ရင်နှမျိုးဖြစ်လိမ့်မယ်ဗျာအဝင်နှန်းနဲ့အစုံဘာဖြစ်တယ်လဲဆိုတော့သူကအလုံးမှာယာရုတို့ရင်တို့မတို့ရင်လဆာတို့တတ်တယ်ဆိုတော့အနေထားလေးကြုံတာတော့အရန်ကောင်းတယ်ဗျာနော်လဆာတို့တာယာရုတို့တာအဲ့ဒါမျိုးတွေသွားဖြစ်တတ်တယ်ဆိုတော့ကောင်းတယ်နောက်တစ်ချက်ကဘာဖြစ်တာလဲဆိုတော့အဲ့ဒီလက်ရှိအလုံးမှာ ရန်အတိုက်ခိုက်တွေရှိတယ်ဆိုတာလည်းသိချာပေါက်ရှိတယ်သူကလေအထက်လူကြီးကကိုယ်ကိုမျက်နှာသာပေးတာပါသားပေးတာမျိုးဖြစ်ခဲ့ရင်တော့မှလုံးဖို့ကိုင်းမဲ့အချင်းချင်းကျန်တဲ့သူတွေကကိုယ်ကိုမနာလို့တိုက်ခိုက်တယ်ဝင်တိုတယ်အများအားကိုယ်ကိုတိုက်ခိုက်ဖို့အတွက်အခွင့်အရေးကိုချောင်းနေတဲ့သူတွေရှိတယ်ဆိုတာလေးသိစေချင်တယ်ဗျာနော်ဆိုတော့အဲ့တော့ရန်တိုက်ခိုက်လေးတွေများတဲ့အခါမှာတချို့ကဘာဖြစ်လဲဆိုတော့လက်ရှိအလုပ်ကနေထွက်ပြီးတော့နောက်အလုပ်တစ်ခုကိုပြောင်းရင်ရွှေ့ကျင်တဲ့စိတ်လေးတွေပေါ်လာတတ်တဲ့သဘာဝရှိတယ်ဗျအဲ့တော့အဲ့လိုမျိုးပေါ်ခဲ့လို့ပြောင်းခဲ့ရင်ကောင်းလားမကောင်းဘူးနော်လက်ရှိလုပ်တဲ့အလုပ်လေးမှာပဲတိခံပြီးနေပါလို့အကြံပေးချင်တယ်အလုပ်မပြောင်းနဲ့နော် ချို့ကကြတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်အကိုအလုတ်ထွက်တာဖြစ်တတ်တယ်။တချို့ကကြတော့ခုနကအဲ့ဒီအောက်လက်ငယ်သားထရာလှုပ်ဖို့ကိုင်းဘက်တွေကငနာလိုတိုက်ခိုက်တော့လေ။တိုက်ခိုက်တာတိုက်ခိုက်တာများတော့ခုနကအထက်လူကြီးတွေကိုယ့်ဘောဘလောက်ပဲကောင်းကောင်းကြာတော့ဒီသူတော်စကားနားဝင်ပြီးတော့အမြင်ဆောင်ပြီးတော့ကိုယ့်ဘောအထင်လွဲတာမျိုးတွေဖြစ်တာနောက်ဆုံးအလုတ်အထုတ်ခံတာအဲ့ဒါမျိုးတွေတွားဖြစ်တဲ့ကိန်းတော့ပါပဲ။ဂယုဆိုင်မယ်။သူကအကောင်းဆုံးနှစ်ခုကြားထဲမှာရောနေတာဖြစ်တဲ့အတွက်အဲကိုကလည်း ဒါစကားအကုန်ပြောတာဗောလေအလုံးနဲ့ပတ်သက်ပြီးတော့ခုနကလိုယာရုကုန်ချင်းလေးတွေရှိတယ်အထက်လူကြီးတွေကဘာသာပင်မှုခံရတဲ့ဆိုတဲ့အခါမှာလည်းတခြားသူတွေပေါ်ဆက်ဆံတဲ့အခါမှာချစ်အောင်လည်းနေဖို့လိုတာဗောလေနော်ဒါကတော့ကိုယ့်ဘက်ကနေဒိဋ္ဌိထားပါအရာရာကိုဆရာလုပ်တဲ့အခြေအနေတွေတခြားလောက်ပြင်ပါလို့အကြံပေးချင်တယ်ဗျာနော်ကွာကောင်းစေချင်လို့ဆရာလုပ်တယ်ဆိုတော့လည်းပဲတခြားသူတွေဘက်ကကြည့်လို့ရှိရင်တော့အမြင်မကြည်စရာလေးတွေဖြစ်တတ်ပါတယ်နော်အဲ့ဒါလေးမမေ့ပါနဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့လေဒီကာလမှာဂျာတာပရိသတ်သမီးတွေငွေကြေးကံကအထွက်တာများတယ်ဗျာနော်အထွက်တော်တော်လေးများတယ် ပတ်စံမဝင်ဘူးမဟုတ်ဝင်ရောဝင်လိမ့်မယ်နော်အစုလိုက်ပြုံလိုက်ဝင်လာတတ်တဲ့ gain ရှိတယ်ဒါပေမဲ့ဝင်တဲ့အတူ level ကတရားဝင်တရားထွက်တယ်ဆိုတော့ gain တွေဖြစ်တယ်ဗျဆိုတော့ပတ်စံကိုဘလို့မှ live ဖမ်းဆုပ်လို့မရဘူးဆိုတဲ့အနေအထားတွေဖြစ်တတ်တယ်ဗျဆိုတော့တော်တော်လေးတော့ဂယုဆိုင်ကမယ်လက်မပိတ်ဘူးအဲလက်ရွှင်ရဲ့ဒါနဲ့မှပတ်စံမမြေဘူးဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်နော်အဲ့မှာတချို့တွေကြတော့လေဂျာတာဘရီဂျင်းတူတော့လည်းပဲတချို့အညံ့ခိုက်ရှိတဲ့သူတွေဆိုတော့ဘာဖြစ်လဲဆိုတော့အခုမကြောင်ရင်လာတာထုတ်တော့မယ်လာတာထုတ်တော့ပတ်ဆံရမယ်ရတော့ဘာလို့လဲဆိုတော့အရင်ဆုံးအကျွေးဆက်ကလိမ့်မယ်ပဲနော်ပြီးလို့ရှိရင်နောက်တစ်ခါထပ်ပြီးချီရလိမ့်မယ်ပတ်ချပါတော့လေထက်တဲ့ဂိမ်းထဲမှာသွားပါတယ် ဒါတော့ကျွန်တော်ပုံဝင်လေးလေးပြောတာဖြစ်တဲ့အတွက်ကျွန်တော်တော့နားလည်ပြီးကိုအကြံပေးခြင်းနဲ့လက်ထက်ပတ်စံရှိလို့ရှိရင်လေဒီကလာမှာပတ်စံအသားကြီးပဲမထားနဲ့ဗျအဖိုးတနာလေးတစ်ခုလှုပ်စေခြင်းနဲ့အဲကျွန်တော်တော်ရရဆိုရင်ဒီကလာမှာ तू ကအိမ်နေရာထန်းကင်းပြောင်းအောင်ရွှေရပြင်ရဆင်ရတာမျိုးတွေဖြစ်တတ်တယ်တချို့ကတော့ကိုနေတဲ့အိမ်ကအပိုင်မဟုတ်ဘဲနဲ့ငားနေတဲ့သူတွေဆိုရင်လေဒီကလာမှာအိမ်ထပ်ပြီးတော့စားကြုပ်ချက်ရတာမျိုးတွေအဲ့ဒီနေရာမှာငွေကြေးလေးတွေတုံးဆွဲရတာမျိုးတွေဖြစ်တတ်တယ်တချို့ကတော့အိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်အဲ့တော့ပတ်စံရှိရင်အဲ့ဒါမျိုးတွေလှုပ်လို့ရတယ်ကိစ္စမရှိဘူးအိမ်အစ်စ်တွေပါလေဝန်နိုင်လဲဝယ် ဟိုအလုတ်ကိုတော့မပြောင်းလဲကျွန်တော်ပြောတာအိမ်နေရာထိုင်ခင်းနေပါလေရပြောင်းမယ်ဆိုရင်ပြောင်းလို့ရတဲ့ဂိမ်းထဲမှာရှိတော့ဘာမှစိတ်မကူနဲ့နော်အဲအဲ့ဒါလေးလုပ်လို့ရတယ်ပြီးတော့ဒီကလာမှာတံမိုးကြီးတဲ့ဆက်ပစ္စည်းတွေပါလေဝင်မယ်ဆိုရင်အဝင်တော်တဲ့ဂိမ်းရှိတော့လေဟိုမှာဆိုင်ကယ်တွေဆက်ပိန်းတွေဝင်မလားဝယ်လို့ရတယ်ဗျာနော်ပတ်စံကိုအဲ့ဒီနေရာမှာတုံလို့ရပါတယ်ဗျပြီးတော့ကိုယ်ပိုင်စီဝိုင်းလုပ်ငန်းလုပ်တဲ့သူတွေကိုတော့ကျွန်တော်ဒီကာလမှာသဘောကျတယ်။တချို့လက်ရှိလုပ်နေတဲ့အလုပ်မှာအတိုက်အခံတွေအများများလို့မလုပ်ချင်ဘူးဆိုရင်လက်ရှိလုပ်ကထွက်လို့ရတယ်ထွက်ထွက်ပြီးတော့တခြားအလုပ်တွေမလုပ်တော့နဲ့ ကိုပိုင်စီးပွားရေးလေးတခုစတင်အကောင့်ထဲပေါ်မယ်ဆိုရင် follow အကောင့်သုံးသောကာလတွေမှာပါတာဖြစ်တဲ့အတွက်လုတ်ပါလို့ကျွန်တော်အကြံပေးခြင်းနဲ့တယောက်အားနဲ့မရဘူးဆိုရင်ဆက်လို့ရှိရလုပ်ငန်းလေးတွေလုတ်ပါအကျိုးပေးပါတယ်ဗျာနော်အဲ့ဒါလေးသိစေချင်ပါတယ်အကောင့်သုံးတော့စားသောက်ဆန်လေးဖွင့်ရင်ပို့ပြီးတော့အားကောင်းတယ်ဗျာနော်တခုထပ်ပြောအောင်မယ်ကျန်တာတွေသားသမီးတွေဒီကာလမှာလေညီကောင်မတော်မအရင်ခောက်ခောက်ဖြစ်စေခုနကအလုပ်ထဲမှာဖြစ်စေကို့အထင်လွှဲပြီးမုန်းတတဲ့ဂိမ်းပါတယ်နော်ကို့ဘက်ကဘလောက်ပဲမမှန်ရှင်းပြရင်လည်းလက်မခံဘူးဗျအဲအဲ့ဒါလေးတော့နည်းနည်းလေးနားလဲဟိုဟာဂယူဆိုင်ကလည်းမယ် တော့ငါဒီလောက်မှန်အောင်လုပ်ပြရတာနဲ့အကောင်းဆုံးကြိုးစားရတာနဲ့ရှင်းပြရင်လည်းလက်မခံဘူးဆိုပြီးတော့အဲဒေါသထွက်တာမျိုးလေးတွေပို့ပြီးပောက်ွက်တာတွေဆိုရင်ပို့ပြီးတော့စိုးတတ်တဲ့သဘာဝရှိတယ်။အဲ့တော့ရှင်းပြလို့ရရင်ရမရလို့ရှိရင်လည်းဥပ္ပခါပြုပေါ့လေ။မပြုနိုင်ရင်တော့ဥောင်းနာထားချပြနော်။အားပေးပါတယ်ပြနော်။အလုပ်တာလုပ်ပါပြနော်။ဆိုတော့စတာပါတကယ်မလုပ်ပါအောင်နော်။ဆိုတော့အဲ့ကလာမှာဒီလိုကလာမှာဒီလိုလေးတွေရှိတယ်သိပြီဆိုရင်ရှောင်မယ်ဆောင်မယ်လိုတဲ့ရရားလေးတွေချိန်မယ်ဆိုတော့ကိုယ့်ကောင်ကိုပြင်လို့ရပါတယ်ဘာမှစိတ်မပူပါနဲ့ဗျာနော်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့လေကြာသပရိသတ်သမီးတွေဒီကလာမှာ ခါနာမယ်ဒီလိုမှရှိတဲ့အကြောအချင်းတွေနာကျင်ကပ်ခဲ့တာလေးတွေအလုတ်အယမ်းပြင်မှန်းတဲ့အတွက်စိတ်ပြင်မှန်းလူပြင်မှန်းအကိုလက်တွေနာကျင်ကပ်ခဲ့တာလေးတွေအာယုံကြောင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာကြုံရတတ်တယ်။ခေါင်းကိုခေါင်းကအနောက်ကျော်ကြီးဆုပ်ကန်သားတို့ဖြစ်တာလေးတွေကြုံရတတ်တော့တချို့တော့သတိထားပေးပါအောင်နော်။အဲဂယုဆက်ပေးပါ။သို့တော့ဟိုကခန္ဓာလေးပါးပြတ်တက်တဲ့ဂိမ်းရလို့တော့ကျွန်တော်မမြင်ဘူးပေါ့လေ။တခုသတိထားဖို့ကဟိုသွားလာလှုပ်ရှားတဲ့သူတွေထဲမှာလေကားလေးပါးတွေမောင်းနေတဲ့သူတွေရှိရင်တချို့သတိထား။ကိုယ်ကမကြာခဏဆက်ပြတ်တာတို့တိုက်မိမလို့ဖြစ်တာတို့အက်ဆီဒန့်ဖြစ်တာတို့အဲ့လိုမျိုးတွေသွားကြုံရတတ်တယ်နော်။မမေ့ပါနဲ့ဗျာနော်။ အဲပြီးတော့အခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလဒီအမရန်အခြေခံကောင်းတဲ့ကာလလို့ပြောရမယ်ချစ်သူမရှိတဲ့သူတွေဒီကာလမှာချစ်သူရလိုက်မယ်ပြီးတော့ချစ်သူမရှိတဲ့သူတွေရောချစ်သူရှိတဲ့သူတွေရောဒီကာလမှာအမရန်စမ်းပွင့်တဲ့အတွက်ဝိုင်းဝိုင်းလည်နေတတ်တယ်ရနော်စိတ်ကြရွှေ့ချယ်ဝင်ရမယ်ခောက်ခောက်ပြီးရွှေ့လို့ရတဲ့ကာလလို့လည်းခေါ်ရမှာပဲဗျာနော်အဲ့တော့ချစ်သူမရှိလို့ချစ်သူရတာလည်းကိစ္စမကြီးဘူးစမ်းဖွင့်တာလည်းကိစ္စမရှိဘူးဒါပေမဲ့တယောက်ထက်ပိုတဲ့မေတ္တာရဲ့အရှုပ်ရှင်တွေထားတဲ့ဆိုရင်တော့အချက်တကွဲအကျိုးနယ်ဖြစ်တတ်တယ် အထူးသဖြင့်အိမ်အောင်ရှိတဲ့သူတွေပိုင်ချင်ရှိတဲ့သူတွေတယောက်ထက်နဲ့မတင်းနိုင်မယ်နဲ့ဒီကာလမှာကိုယ့်စီကိုနောက်အဖြတ်စည်းတွေဝင်တတ်တယ်အဲ့လိုဝင်တဲ့အခါကိုတီဆောက်ထားတဲ့မိသားစုတွေပြိုကွဲပျက်စီးတာရောကြီးပေးရတာအထူးသဖြင့်အမျိုးသားလေးစုံပို့ပြီးသတိထားမယ်နော်မိမဒုက္ခပြီးတဲ့ကိန်းထဲမှာပါတဲ့အတွက်အဆက်တကွဲအကျိုးနဲ့ဖြစ်တာတရားတော်မှာရင်ဆိုင်ရတာမျိုးတွေသွားဖြစ်တော့အထူးသတိထားဖို့အကြံပေးခြင်းနဲ့အထူးသဖြင့်ဘောဓဟုသာသမီတနင်္လာသာသမီစနေသာသမီကိုအကြောင်းပြုပြီးစိတ်ဒုက္ခရောက်တော့ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်သူတို့နဲ့ပါရင်ဂယုဆက်ပါဗျာနော် အဲဒီကာလမှာတော့အင်္ဂါသာသမီတွေအကျိုးပေးတယ်တခုခုလုပ်မဲ့ကံမဲ့ဆိုရင်သူတို့နဲ့ပူးတဲ့အတိုင်းပဲပြီးတော့လုပ်ပေးပါဗျာနော်ပြီးတော့ဒီကာလမှာအဲခီးဝေခီးနီးနှစ်ခုတလုံးတွားရတတ်တဲ့ဂိမ်းလေးတွေရှိတယ်ပြည်ပအနေနဲ့သွားမဲ့လူတွေဒီကာလမှာသွားရတတ်တဲ့ဂိမ်းရှိတော့အမှန်အားကောင်းပါတယ်ကိုယ့်ဘက်ကလည်းဂျိုးသားပြီးလှုပ်ပါပညာရေးနဲ့ပတ်သက်ရင်တော့ဂျာသာပြည်သာသမီတွေအားနည်းတယ်နော်ပညာရေးကိုဂျိုးသားပေးပါပြော passport တွေပါလေအဲ့လိုလှုပ်တဲ့လူတွေဗီဇာလျှောက်တဲ့လူတွေနည်းနည်းအားနည်းတယ်ဗျကြချုံတာလေးတွေထင့်ငော့တာကြံ့ကြာတာမျိုးတွေနော်ပယ်ချခံရတာမျိုးတွေဖြစ်တဲ့တဲ့ဘာဝရှိတော့ဂယုစိုက်ပေးပါလို့အကြံပေးပြကြည်ဗျာနော် မေလ29ရက်30-31ဇွန်လ1ရက်နေ့ရက်အဲ့ရက်တွေကတော့အမရန်ကောင်းတယ်ဗျအလူရေဆက်လက်နဲ့မကွာအလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေမှာလည်းပါဝင်ဆောင်ရွက်ရတာမျိုးတွေဖြစ်တတ်တယ်အစ်စ်နံမြင့်မာတဲ့ကိစ္စလေးတွေယာရုကုန်ချင်လေးတွေကြီးထွားတတ်တဲ့ဂိမ်းလေးတွေပါတယ်လက်ညှိုးညှိုးဟာရေဖြစ်မဲ့ဆိုတဲ့ဂိမ်းပေါ့ဗျာဩဇာအာဏာလေးတွေပို့ပြီးတော့ကြီးမားတယ်ပြီးတော့အဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်းထူးထူးခြားခြားလေးလောက်ဟာအကျင့်ကြံကြိုးကုန်းအားထုတ်ရတာလေးတွေပါဝင်ဆင်နွှဲရတာလေးတွေဖြစ်လာလိမ့်မယ်ကို့အနီးနားမှာအလူမင်္ဂလာကိစ္စလေးတွေကြုံရကြားရတာမျိုးတွေဆိုရင်စီးပွားလှလှပါလေးတွေပို့ပြီးတတ်တယ်ဗျာနော် အဲ့တော့အမရံကောင်းတဲ့မင်္ဂလာရှိတဲ့နမိတ်လေးပါပဲဗျာနော်။အိုးအင်ကိစ္စလေးတွေစကားပြောဆိုလို့အောင်မြင်တဲ့အဲ့ရက်ပိုင်းတွေမှာအိုးအင်နေရထိုင်တဲ့ပတ်သက်တဲ့ကိစ္စအပြင်ဆင်ပြောဆိုရင်အရန်အောင်မြင်တဲ့ကာလလို့ခေါ်တယ်။သို့တော့ဇွန်လ3ရက်4ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်တစ်ချက်သတိထား။လူမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အချက်တွေအကျိုးနဲ့ဖြစ်တာမိသားစုညီကိုမောင်နှမအချင်းချင်းစိတ်ဝမ်းကွဲတာမိမကိစ္စကြောင့်ပြဿနာတွေဖြစ်တာဒါမျိုးတွေအားစားဖြစ်တတ်တယ်။အရန်ရင်းနှီးတဲ့သူတွေနဲ့အမိတ်ပြတ်ဆွေပြတ်ဖြစ်တတ်တဲ့ကိစ္စတွေမှာပါတယ်။ဆိုတော့ဂရုတော်တော်လေးစိုက်ပေးပါဗျာနော်။မနာလိုတိုက်ခိုက်မှုတွေတွေအခက်အခဲတွေတွေအေကံမှုချကြုံဝန်းတတ်ပါတယ်ဗျာနော်။ ဲ့တော့ကန်ရရဲ့ထုတ်မမှုတွေအပြည့်အဝရအောင်အနေအောင်ခရမ်းရအောင်မရမ်းရအောင်ကြက်သွေးရအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်အဲဒီစီပန်းဇပယ်ပန်းစိန်ချယ်ပန်းကြောက်စိန်ပန်းအဲ့ပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်တဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှာအလပန်းထိုးတဲ့နေရမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဂျာတာပရိသတ်သမီးတွေကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်လို့အနည်းငယ်တော့အညာအခက်တွေလည်းရှိတာပေါ့လေရှိတော့အညာလေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေရမယ်နော် တော့ယေရိယာအနေနဲ့ဘယ်လိုခြေရမလဲဆိုရင်ယေဟန်သံဃာတော်တွေကိုစာအုပ်နဲ့ဘော့ပင်လေးလူတန်းပေးလိုက်ပါဗျာနော်အဲ့ဒါဆိုတော့ကိုယ့်ရဲ့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပို့ကောင်းသွားပါလိမ့်မယ်အညာအခက်လေးတွေပြပြဖို့အတွက်ဆိုရင်ထမင်းချမ်းလေးကိုချမောင်ကျော်လေးနဲ့နယ်ပြီးလမ်းမရခွေးလေးခွေးလေးတွေကိုဒါနကျူကျိုးပေးပေးလိုက်ပါဗျာနော်ဒါဆိုတော့ခုမှကျောင်းရဲ့အညာအခက်လေးတွေပြပြသွားပါလိမ့်မယ်အဲကြာသာပရိသတ်တို့ရအောင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်